ကျွန်တော်တို့ဒီဘက်ပြည်သူ့မှပြည်သူတို့ program မှာတော့ပညာရေးနဲ့ကျန်းမာရေးပြည်ထောင်စုဝန်ကြီးဆရာကြီးဒေါက်တာဇော်ဝေဆုနဲ့တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ်။ဆရာကြီးမင်္ဂလာပါခင်ဗျာ။မင်္ဂလာပါမင်္ဂလာပါ။ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်တို့ပြည်သူ့မှပြည်သူတို့ program အတွက်မေးခွန်းလေးပြင်ဆင်ထားပါတယ်ဆရာကြီးမေးခွန်းပြုပါခင်ဗျာ။ကြားပါပြီမေးပါ။ဟုတ်ကဲ့ဆရာကြီးဆရာကြီးတို့အခုကျန်းမာရေးဒါဝန်ကြီးဌာနကနေပြီးတော့ပေါ့နော်ဥဆောင်ပြီးပြည်လုံနေတဲ့ဘေးကင်းသောကျန်းမာရေးအဆောင်ရှောက်မှုရရှိရေးအတွက် ဒါဘေးကင်းသောစေယုံတိဆောက်နိုင်ရေးဆိုပြီးတော့ကမ်ပိန်းပြုလုပ်နေတာတွေ့ရပါတယ်ခင်ဗျဒါနဲ့ပတ်သက်ပြီးဆရာကြီးပြောပြပေးပါဦးအခုကျွန်တော်တို့ဟိုကမ်ပိန်းလုပ်ရတာပေါ့လေ safe hospital safe healthcare safe healthcare ရဖို့အတွက်လုံခြုံစိတ်ချရတဲ့ကျန်းမာရေးဆောင်ရှောက်မှုနဲ့လုံခြုံစိတ်ချရတဲ့စေယုံတွေဖြစ်ဖို့အတွက်ဆိုရဲရည်ရွယ်ချက်နဲ့ဒါဒီကမ်ပိန်းလုပ်တာပေါ့လေဒေါ်လာရေးအစကနေကစေယုံစည်းကမ်းတွေကို လုံခြုံစိတ်ချဖို့အတွက်အဲစီမံကိန်းစီမံချက်တွေချပြီးတော့ဆောင်ရွက်ခဲ့ကြတယ်ပေါ့လေဆိုတော့ဒါပေမဲ့အဲအခုအချိန်မှာတော့ပို့ပြီးတော့ဒါကအာအယုံဆိုင်ဖို့ပို့ပြီးအဲဦးစားပေးဖို့လိုလာတယ်ဘာကြောင့်လဲဆိုတော့ဒီအကျန်းဖက် passive စစ်တပ်ကအဲဘုံကျဲပြီးတော့ပေါ့နော်နောက် air strike တွေလုပ်တယ်လက်နက်ကြီးတွေနဲ့ပစ်ပြီးတော့စီးယုံစီးကန်းတွေကိုပဲအ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာတာပေါ့နော်ဈေးရုံဈေးကန်းနေကြောင်းနေပေါ့ဒါအခုကျွန်တော်ပြောမှာတော့ဈေးရုံဈေးကန်းကြောင်းဆိုတော့ဈေးရုံဈေးကန်းနေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်အထူးသဖြင့်ဒီ April May နှစ်လမှာဈေးရုံဈေးကန်းနေတိုက်ခိုက်ခံရတာတော်တော်ကိုများတယ်အဲကြောင့်ဈေးရုံနေနေရာရွေးတာအစဈေးကန်းနေနေရာရွေးတာအစနောက်တစ်ခုကတော့ဈေးရုံဈေးကန်းနေမှာဘုံခိုခြင်းနေအာလီဝန်နေစနစ်တွေရှိအောင်လုပ်ခဲ့ကြတယ် now uh internet access ရအောင်လုပ်ခဲ့ကြတယ် ဈေးရုံစည်းကမ်းတွေရဲ့လုံခြုံစိတ်ချရမှုအဲအတွက် ပို့ပြီးတော့ဦးစားပေးပြီးစီစဉ်ဆောင်ရွက်တဲ့အနေနဲ့အဒီအဲကမ်ပိန်းကိုလောက်တာဖြစ်တယ်ဆိုတော့အရင်တုန်းကလို့ဟိုဈေးရုံစည်းကမ်းတွေကို နေရာရွေးရုံနဲ့မကပဲအဲ့ဒီနေရာမှာကို လုံခြုံတဲ့ခဏလို့ပေါ့နော်ဘုံကျဲတဲ့တန် air strike တန်နေအဲ area bombing ကိုခံနိုင်တဲ့ အဲဆေးရုံဆေးကန်းတွေဖြစ်ဖို့အတွက်လိုအပ်လာ။ဒါကြောင့်ဒီ campaign ကိုလိုရတာဖြစ်တယ်။အားလုံးသိတဲ့အတိုင်းပဲအဲဆေးဒီကျန်းမာရေးဆောက်ရှောက်တဲ့သူတွေဟာနော်ဒီပြည်သူလူထုကိုရောနောက်ဒီတော်လန်ရေးအဲရဲဘော်တွေကိုရောစောင့်ရှောက်ရတာဖြစ်တော့ဒါနဲ့ပတ်သက်ပြီးလုံခြုံစိတ်ချဖို့လိုတယ်။ကျန်းမာရေးဆောက်ရှောက်တဲ့သူတွေကိုယ်တိုင် စိတ်အေးချမ်းသာစွာနဲ့ချမ်းမရေးဆောင်ရှောက်မှုပေးနိုင်ဖို့အရေးကြီးတယ်။ချမ်းမရေးဆောင်ရှောက်မှုပင်ပင်ပန်းပန်းပေးပြီးတဲ့အခါလဲပဲသူတို့တွေအတွက်အနာယူနိုင်တဲ့လုံခြုံစိတ်ချတဲ့အနာယူနိုင်တဲ့နေရာတွေရှိဖို့လိုတယ်ပေါ့နော်။အားကြောင့်ဒီ campaign ဒီအဲစီမံချက်ကိုဆောင်ရွက်ရခြင်းဖြစ်တယ်။ဆိုတော့အဲ့ဒီမှာအလုံးတည်ပြီးသားဖြစ်တဲ့အတိုင်းပဲအခုဆိုရင်ဒါနိုင်ငံတကာမှာလည်းဟို BNN တို့ ဟိုစစ်ပွဲတွေမှာသူတို့တုံးတလို့ပဲကျွန်တော်တို့လည်း underground ဈေးရုံ underground ဈေးကန်းနေဖြစ်ဖို့အတွက်ပေါင်900ဘုံပေါင်1000ဘုံရဲ့ဒဏ်ကိုခံနိုင်ဖို့အတွက် design တွေလုပ်ပြီးတော့ကျွန်တော်တို့စောက်လုပ်တာတွေအဲနေထိုင်တာတွေအဲမှာရေးဆောင်ဆောင်မှုပေးတာတွေကိုလုပ်ဖို့အတွက်အဲကျွန်တော်တို့ဦးစားပေးလာရတယ်အဲပြောင်းလဲလာရတယ်ဆိုတဲ့သဘောရှိပါတကယ်တော့တချို့နေရာတွေမှာကျွန်တော်တို့စောက်လုပ်ပြီးဖြစ်ပါတ ချို့ကျွန်တော်တို့ underground စေယုံတွေစပြီးတုံးနေပြီနော်နောက်ခဏလုံးုံစိတ်ချရတဲ့တဘာဝကပေးထားတဲ့နေရာတွေကိုတုံးပြီးတော့ကျွန်တော်တို့ကျမကြီးစောင့်ရှောက်မှုတွေစဆိုတော့ဒါတကယ်တော့အဲ့လို underground လုပ်တဲ့အခါမှာရေမီအဲ now ဒီ ventilation system ပေါ့နော်လေဝင်လေထွက်လဲကောင်းအောင်နောက်ကြတော့ moisture တွေကောင်းမှုလဲလို့တယ် humidity တွေကောင်းမှုလဲလို့တယ် ော့ဒါကြောင့်အဲ့ဒါအတွဲကျွန်တော်တို့တွေပြည်စုံနဲ့ကောင်းမွန်နဲ့အဲဆေးရုံဆေးကန်းခွဲကန်းနေဖြစ်ဖို့အတွက်ဆိုရရည်ရချက်နဲ့ကျွန်တော်တို့ဒီ campaign လုပ်တာဖြစ်တယ်အကြမ်းမြင်အပြင်ပြောရရင်အဲဒီခွဲကန်းနေလုံခြုံစိတ်ချရတဲ့နေရာတွေရှိဖို့အတွက်အဲတကယ်တော့ဆေးရုံတရုံသာဆိုရင်သိန်း3000ပတ်ဝန်းကျင်လောက်ကုန်တယ်ဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့အခုဟာ campaign လုပ်နေတာဖြစ်ပါတယ် အာကျွန်တော်တို့တွေ့မိတာပေါ့နော်ဒါ safe hospital safe healthcare program ကဒါ American dollar ၄သိန်းထိဒါ target ထားပြီးတော့မေလ24ရက်နေ့ကနေဂျွန်လ30ရက်နေ့ထိစူးစမ်းနေတာတွေ့ရပါတယ်အခုဆရာကြီးရှင်းပြသွားသလိုပဲအမြဲတမ်းအရေးတကြီးလိုအပ်နေတဲ့ program ဖြစ်တဲ့အတွက်ဒါပြည်သူ့မှပြည်သူတို့ပြည်သက်များနေနဲ့လဲပါဝင်လှူဒန်းကြဖို့တိုက်တွန်းပါတယ်ခင်ဗျဟိုဈေးရုံဈေးကန်နေခုနကပြောလို့ပေါ့လေ၄သိန်းဆိုတာကတကယ်တော့ဈေးရုံဈေးကန် ကျွန်တော်တို့နေရာတိုင်းကိုကျွန်တော်တို့လုပ်ဖို့မဟုတ်ဘူးဗျာအဲနေဈေးရုံကျွန်တော်တို့မှာတက်မရေးစောင့်ရှောက်တာအဆင့်၃ဆင့်ထားတော့တကယ်လိုအပ်တဲ့နေရာတွေမှာပဲကျွန်တော်တို့လုပ်မှာဖြစ်ပါတယ်အချမ်းမြင်အပြင်တော့ကျွန်တော်တို့ဈေးရုံအဲ၁၀ရုံ၁၅ရုံလောက်ပေါ့နော်ကျွန်တော်တို့လုပ်ဖို့ရှိပါတယ်အခုလောလောဆယ်တော့အဲ၂ရုံ၃ရုံဆောင်ရွက်ပြီးဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့တကယ်အဲတနိုင်ငံလုံးအတိုင်းအတာနဲ့လုပ်ဖို့ဆိုရင်တော့အဲဒီလောက်ငွေကြေးလိုမှာဖြစ်တဲ့အတွက်ဒီ campaign လုပ်တာဖြစ်ပါတယ် ပြည်သူမှပြည်သူတို့ပြည်သူကိုအားကိုးပြီးတော့ပဲအဲဒီ campaign လုပ်တဲ့သဘောဖြစ်ပါတယ်အဲကျွန်တော်ပြည်သူမှပြည်သူတို့တွေမကပဲနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့လည်းပဲဒီ safe hospital safe care ဆိုတာကိုကျွန်တော်တို့ဟိုဒါဆောင်ရွက်တာပေါ့နော်အဲဒီမှာတကယ်တော့အဲအားလုံးလည်းသိပြီးသားဒါတကယ်တော့ WHO website ထဲမှာဝင်ဖတ်ရအောင်တွေ့နိုင်တယ်မြန်မာနိုင်ငံဟာကျန်းမာရေးစောင့်ရှောက်တဲ့သူတွေအတွက အန္တရာယ်အများဆုံးနိုင်ငံကမ္ဘာမှာအန္တရာယ်အများဆုံးနိုင်ငံတစ်ခုဖြစ်တယ်ဆိုတာအဲ့ဒီထဲမှာလည်းရေးထားတာတွေ့ဆိုတော့တေးပြောက်လည်းအများဆုံးပဲကျွန်တော်တို့ကျမ်းမာရေးစောင့်ရှောက်တဲ့သူတွေဒီဒေါ်လာရေး၄နှစ်ကာလအတွင်းမှာ140လောက်အသက်ပေးတာပြီဆိုတော့ဒါတွေအတွက်ကျွန်တော်တို့ထပ်ပြီးတော့အသက်မဆုံးရှုံးဖို့အတွက်เนาะကျွန်တော်ဒီဆေးရုံဆေးကန်းတွေဘုံကျဲတဲ့အခါမှာအဲတော်တော်များများကတော့အသေးအပြောက်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ တွေအနေနဲ့တရားကို early warning system ရှိတော့ early warning system နဲ့ကြိုပြီးချောင်းနိုင်တိမ့်နိုင်ပေမဲ့အခုချိန်မှာတော့တကယ်ကိုခက်လာတာပေါ့နော်ဘာလို့လဲဆိုတော့ဖြောင်းစိတ်ဖြောင်းမြောင်းနဲ့အဲစိတ်အေးချမ်းသာစွာနဲ့အဲကျန်းမာရေးဆောင်ရှောက်မှုပေးဖို့ operation တွေလုပ်ဖို့အတွက်ခက်လာတဲ့အတွက်ဒါကိုဆောင်ရွက်ရခြင်းဖြစ်ပါတယ်လို့ထပ်ပြီးတော့ကျွန်တော်ပြည်သူလူထုကိုလည်းအသိပေးတယ်အကူညီဖို့လည်းကျွန်တော်ဒီနေရာမှာအဲတိုက်တွန်းပါတယ် နော်နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်းပဲအဲအခုလိုမျိုးလူမဆန်စွာအကြမ်းဖက်ဖက်စစ်စစ်တပ်ကဂျမားရေးဆောင်လျှောက်တဲ့သူတွေကိုရည်ရွယ်ချက်ရှိရှိတတ်ဖြတ်နေတာအတွက်ကာကွယ်ပေးဖို့ဒါနဲ့ပတ်သက်ပြီးနိုင်ငံတကာအဖွဲ့အစည်းအားလုံးကိုလည်းဒီနေရာမှာတောင်းဆိုလိုပါတယ်လို့ဟုတ်ကဲ့ဆရာကြီးကျေးဇူးပါခင်ဗျ။ NUG ရဲ့ပညာရေးဝန်ကြီးဌာနလောက်မှာရှိတဲ့မြေပြင်ကျောင်းတွေကိုဆရာကြီးတို့ခေတ္တ ယာယီရန်နာထားဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်ခင်ဗျာအဲဘာကြောင့်မှလဲဆရာကြီးဘလောက်ထိကြာကြာရန်နာထားဖို့အစီအစဉ်ရှိပါလဲခင်ဗျာဒါလည်းအတူတူပဲပေါ့နော်တကယ်တော့ဒီဒေါ်လာအစ္စာကိုလည်းရဲ့ကုန်းတို့ပစီကြီးတို့ပါဝင်ပေါ့ဗျာအများကြီးပါဒီအဲအောင်ဆန်းအဲဘက်ဆုံတက်ကတူဟိုဘုံကျေတာတို့ပေါ့နော်အဲ့ဒါတွေအများကြီးအဲဖြစ်ဖြစ်ခဲ့တာရှိပါကျမ်းမာရေးစောင့်ရှောက်တဲ့အဲနေရာတွေလိုပဲပညာရေး ကြောင်းတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လာတာအခုဒီ April May နှစ်လအတွင်းမှာဆိုရင်တော်တော်များများဒါဖြစ်လာတာရှိအားလုံးသိတဲ့အဲဖြစ်စဉ်ဆိုရင်ဥတိန်အတွင်းမှာကျောင်းသူကျောင်းသားတွေနဲ့ဆရာမတွေရဲ့အသက်တွေဆုံးရှုံးသွားဆိုတော့အဲ့ဒီလိုဟာမျိုးနောက်ထပ်ထပ်ပြီးလုံးဝကျွန်တော်မဖြစ်စေချင်ဘူးအဖြစ်မခံနိုင်ကျွန်တော်တို့ရဲ့ကျောင်းသားတွေကျောင်းသူတွေရဲ့အသက်တွေကျွန်တော်တို့အဆုံးရှုံးမခံနိုင်ဘူးတဦးတယောက်မှကျွန်တော်တို့ဆုံးရှုံးမခံနိုင်တဲ့အတွက် ဒီအချိန်မှာခဏယာယီတာကိုရက်ဆိုင်ထားပြီးတော့တင်ကြားမှုတွေကိုရက်ဆိုင်ပြီးတကြောင်ချင်းတကြောင်ချင်းတနေရာချင်းစီမှာလုံခြုံစိတ်ချရတဲ့ပညာတင်ကြားမှုပေးနိုင်တဲ့အကြောင်းတွေဖြစ်အောင်နေရာဒေသတွေဖြစ်အောင်အဲကျွန်တော်တို့ဒါကိုစီမံဆောင်ရွက်ဖို့အတွက်အချိန်တစ်ခုယူလိုက်ခြင်းဖြစ်ပါတယ်ဆိုတော့ဒါကြောင့်ယာယီလို့ကျွန်တော်ပြောတာပညာရေးကိုလုံးဝရပ်ပစ်လိုက်တာမဟုတ်ယာယီကျွန်တော်တို့ရက်ဆိုင်ထားမယ် အဲ့ဒီရက်ဆိုင်နဲ့အချိန်အတွင်းမှာဒေတာတစ်ခုချင်းစီအကြောင်းတစ်ခုချင်းစီမှာရှိရမယ်ဒီလုံခြုံရေးအတွက်ရှိရမယ်အဲအချက်တွေကိုကျွန်တော်တို့ checklist ဒါနဲ့ပတ်သက်ပြီးတော့အဲထားပြီးတော့စစ်ဆေးမယ်စစ်ဆေးပြီးအဲ့ဒါပြည့်စုံတယ်ဆိုရင်အကြောင်းပြန်ဖွင့်မှာဖြစ်ပါတယ်အခုလည်းပဲအဲ့ဒါတွေကိုစတင်ပြီးတော့အဲ federal unit အလိုက်လို့ပဲပြောရမှာပေါ့နော်အရင်တော့အလိုက်ဒေတာအလိုက် တိုင်းအလိုက်ထိမှာကျွန်တော်တို့စတင်ပြီးတော့စီမံချက်တွေနဲ့ဆောင်ရွက်နေတယ်လို့ကျွန်တော်အသိပေးခြင်းနဲ့အဲဒီအချိန်မှာအဲသက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ပါပါပကဖပါလာဖဒီအနေနဲ့လဲပဲဒါကိုအာယုံစိုက်ပြီးတော့သက်ဆိုင်ရာမြို့နယ်ပညာရေးဘုတ်တွေနဲ့တွဲပြီးတေချာစီမံဆောင်ရွက်ဖို့လို့ကျွန်တော်တို့ရဲ့ဒေါ်လန်ရေးမှာရှိနေတဲ့ចောင်းသားចောင်းသူဆရာဆရာမတွေရဲ့အသက် တယောက်မှကိုကျွန်တော်ထပ်ပြီးအဆုံးရှုံးခံနိုင်မှုအဲဒီဆုံးရှုံးတဲ့အဖြစ်မျိုးကိုထပ်ပြီးမဖြစ်ချင်ဘူးဒါကြောင့်ကျွန်တော်တို့ဒါကိုကျွန်တော်တို့စီစဉ်ဆောင်ရွက်နေတယ်ဒါကိုလည်းပဲအခုလို့အမိတ်ခဏလေးပေါ့နော်တကယ်တော့ကျွန်တော်အမိတ်နေမထုတ်ပါဘူးညအမိတ်နေကျွန်တော်ဘယ်တော့မှမထုတ်ခဲ့ဘူးပညာရေးဝန်ကြီးဌာနပေါင်းဆက်ညှိနှိုင်းပြီးတော့ပဲလုပ်တာဒါကတော့ကျွန်တော်အသက်နဲ့ပတ်သက်နေတဲ့အတွက်ကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်တစ်တည်းရဲ့အသက်နဲ့ပတ်သက်နေတဲ့အတွက် ကျွန်တော်လုံးဝဒါကိုခွင့်မပြုနိုင်ဘူး။ဟိုကြတော့လုံးဝထပ်ပြီးအဖြစ်မခံနိုင်တဲ့အတွက်အမိန်သဘောမျိုးထုတ်လိုက်ခြင်းဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ရဲ့ရှာရှာပါပါထုတ်တဲ့အမိန်တစ်ခုဖြစ်တယ်။နောက်တရားကိုစီမံကိန်းစီမံချက်တွေနဲ့ခုလိုမျိုးဒေတာအလိုက်၊ရွာအလိုက်၊ရက်အလိုက်၊မြို့အလိုက်တေချာစီမံခန့်ခွဲ အုပ်ချုပ်တဲ့သူတွေနဲ့ပြည်သူတွေနဲ့ပေါင်းပြီးလုံခြုံစိတ်ချရတဲ့သင်ကြားမှုပတ်ဝန်းကျင်တွေကိုဖန်တီးဖို့အတွက် အချိန်ယူလိုက်ခြင်းဖြစ်တယ်အခုလဲစပြီးဆောင်ရွက်နေပြီအဲ့မှာလိုအပ်ချက်တွေကတော့နံပါတ်1ကတော့ early warning system ကြောင်တိုင်းမှာရှိရမှာဖြစ်ပါတယ်နော်ကြောင်တိုင်းမှာရှိရမယ်ဆိုတော့လေမြန်တက်လာပြီဆိုတာနဲ့သိရမယ်ကို့အရက်ကို့အရွာဘက်ကိုဥတီပြီးလာနေပြီဆိုတာနဲ့သိရမယ်အဲ့ဒါကိုကြိုတင်ပြီးတော့သိမယ်ဆိုရင်ကြောင်တိုင်းရှားနိုင်ဒါတိတ်နိုင်အောင်ခုနအန္တရာယ်မဖြစ်တဲ့နေရာမှာကြောင်ရှားနိုင်အောင် ဒါကိုစီစဉ်ဆောင်ရွက်ရမှာဒါကြောင့် early warning system ကြောင်းတိုင်းမှာရှိတယ်။နံပါတ်2ကတော့ဘုံခုခြင်းပေါ့နော်။အခုလိုမျိုးရှောင်ရှားတဲ့အခါမှာရှောင်ရှားလို့ရမယ်။အားလုံးအတွက်လုံခြုံစိတ်ချရအောင်ရှောင်ရှားပြီးတော့ဘုံခုနိုင်မယ်။ဘုံခုခြင်းနေကြောင်းတိုင်းမှာရှိဖို့လိုပါတယ်။ခက်ခဲပါတယ်အဲ့ဒါ။ဟောဆိုတော့နေရာဒေသပေါ်မှာမူတည်ပြီးဘုံခုခြင်းတူရတာဘုံခုခြင်းတိဆောက်ရတာခက်တယ်။အဲ့ဒါကလည်းပဲတကယ် စိတ်ဖြစ်တဲ့လုံခြုံစိတ်ချရတဲ့နေရာဖြစ်ဖို့လိုတာပေါ့နော်အဲဒါကြောင့်အဲ့ဒါကလည်းနံပါတ်1အချက်အနေနဲ့မရှိမဖြစ်လိုအပ်တာဖြစ်တယ်ဒါဟာကျွန်တော်တို့ရဲ့စောစောကပြောတဲ့အဲ check list ပေါ့နော်ဒီစစ်ဆေးတဲ့အချက်လက်တွေထဲမှာပါမှာဖြစ်တယ်ဒါအပြင်ကြောင်းတိုင်းကြောင်းတိုင်းမှာ drill လောက်ကနားလို့ပေါ့နော်အဲတကယ်လို့လေးမြန်လာပြီဆိုရင်ဘယ်လိုမျိုးဟိုပုံရမယ်ဘယ်လိုမျိုးရှောင်ရမယ်ဘယ်လမ်းအနေတွားရမယ် နော်ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်အစဒါကိုသင်ကြားပေးတဲ့အဲ practice လုပ်တဲ့လေ့ကျင့်တဲ့အဲပုံတရံသူလေ့ကျင့်တာတွေလည်းလုပ်ဖို့လိုတယ်။ကျောင်းတိုင်းကျောင်းတိုင်းမှာအဲ့လိုလေ့ကျင့်မှုတွေလုပ်ဖို့အတွက်လည်းအချိန်မှပြင်ဆင်နေတကယ်တော့ဒါတွေကအရင်ကနေကလည်းရှိပြီးသားဖြစ်ပါတယ်။ဘုံခိုခြင်းတူတာရော drill လုပ်တာရော early warning system ရောရှိထားပြီးသားဖြစ်တယ်။ဒါတွေကိုအခုအချိန်မှာတော့တရားရခိုင်နှုန်းရှိဖို့လိုအပ်တယ် ဒါကြောင့်ဒီတရားရာခိုင်နှုန်းရှိအောင်လည်းကျွန်တော်တို့စီစဉ်ဆောင်ရွက်မယ်အဲ့ဒါကိုပြည့်စုံတယ်ဆိုတာနဲ့အကြောင်းပြန်ခွင့်လို့ရအောင်ကျွန်တော်တို့အဲဆောင်ရွက်သွားမယ်စီမံချက်စီမံကိန်းပဲဖြစ်တယ်ဒါလည်းပဲအဲစိုးစိုးကပြောတဲ့ safe hospital safe healthcare လို့ပဲဒါဟာ safe school safe education ဆိုတဲ့ project program ပဲဖြစ်ပါတယ်လို့ဒါကြောင့်ဒါကိုအားလုံးဝိုင်းဝန်းပြီးတော့ဆောင်ရွက်ဖို့လိုပါတယ် ျွန်တော်တို့မှာငွေကြေးအင်အားဒါတွေတကယ်တော့အခုလိုတော်လိုင်းရေးကာလခက်ခဲနေတဲ့အချိန်မှာအားလုံးပါဝင်မှရမှာဖြစ်တယ်။နိုင်ငံတကာကိုလည်းဒါလည်းပတ်သက်ပြီးတော့အခုညီတောင်းထားပါတယ်။ကျွန်တော်သက်ဆိုင်ရာ UNICEF တို့ UNESCO တို့နော်အဲ UN တို့ဒါနဲ့ပတ်သက်ပြီးစာရေးထားတယ်။ဒါရေးပြီးကျွန်တော်တို့တောင်းဆိုထားပါတယ်။ကျွန်တော်တို့ရဲ့အဲပညာရေး just sign လိုက်တာမဟုတ်ဘူး။ခဏကျွန်တော်တို့ဒီဟာကိုလုံခြုံစိတ်ချရတဲ့ ကြောင်းမီလုံခြုံစိတ်ချရတဲ့ပညာသင်ကြားမှုပတ်ဝန်းကျင်ဖြစ်ဖို့အတွက်ခိတရက်နာပြီးစီစဉ်ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်လို့မိဘတွေရောပြည်သူရောအတိပေးတယ်အားလုံးလည်းပါဝင်ကြပါလို့ဆရာတိုက်တွန်းလိုပါတယ်ဟုတ်ကဲ့ဆရာကြီးကျေးဇူးပါခင်ဗျာ အခုဒါဆရာကြီးရဲ့တာဝန်ယူရတဲ့ပေါ့နော်ဒါပညာနဲ့ကျမ်းမာပေါ့နော်ဒီဝင်ကြီးဌာနတွေပေါ့စစ်ကောင်စီအနေနဲ့နောက်ဒါပြည်သူလူထုဝန်ဆောင်မှုပေးရတဲ့နေရာတွေပေါ့နော်ရွေကျက်ရှိရှိတိုက်ခိုက်နေမှုတွေအပေါ်မှာဆရာကြီးအနေနဲ့ကိုနိုင်ငံတကာကိုလည်းကူညီတောင်းခံမှုတွေမှာပေါ့နော်ဒါအိတ်တီပေးရရှိရေးအပြင်ပေါ့နော် စစ်ကောင်စီအပေါ်မှာရေးယူဆောင်ရွက်မှုတွေပြုလုပ်နိုင်မှုအတွက်ဆရာကြီးအဲ့ဒါပြင်ဆင်ဆောင်ရွက်နေတာများရှိပါသလားခင်ဗျရှိပါတယ်ဒါကတော့အစဉ်ဒီဇိုက်လောက်လာတာပေါ့နော်ကျွန်တော်တို့မှာ အဲဒီလိုမျိုးဟိုနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တရားဝင်ချိတ်ဆက်တဲ့နေရာတော့အဲကျွန်တော်တို့ရဲ့တန်အမတ်ကြီးเนาะကျွန်တော်တို့ကုလသမဂ္ဂမှာရှိနေတဲ့တန်အမတ်ကြီးဥကြော်မိုးထွန်းရဲ့နေရာပဲဖြစ်ပါတယ်။အဲဒါကြောင့်ဥကြော်မိုးထွန်းအနေနဲ့အစင်ဒီဇိုင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ကျွန်တော်တို့အခုလိုမျိုး area ရဲ့အဲ attack တွေเนาะ bombing တွေ strike တွေဖြစ်တိုင်းဖြစ်တိုင်းတော့လေအဲဆရာအဲဥကြော်မိုးထွန်းအနေနဲ့တန်အမတ်ကြီးဥကြော်မိုးထွန်းအနေနဲ့ ဘာတွေကိုတောက်လျှောက်တင်ပြနေတာရှိသလိုကျွန်တော် human right ဝင်ကြီးဌာနအနေနဲ့လည်းပဲဒါကို human right council လို့ဟာမျိုးတွေနိုင်ငံတကာအဖွဲ့အစည်းတွေကိုဒါအဲအမြဲတမ်းဒါနဲ့ပတ်သက်ပြီးတောင်းဆိုနေကြလည်းရှိပါစနစ်တကျလည်းကျွန်တော်တို့ဓာတ်တွေကိုစည်ရင်စရာပြုတ်လုပြီးတော့နိုင်ငံတကာကိုတင်ပြနေတာရှိပါဒါဟာတကယ်တော့ war crime ဖြစ်ပါဒါဟာစစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်တယ် ။ဒါကြောင့်စကားစဟာစိတ်ရာဇဝေးကောင်းနေဖြစ်တယ်။ဒီစိတ်ရာဇဝေးကောင်းနေဒီစိတ်ရာဇဝေးမှုဆိုတာဘယ်တော့မှပျောက်သွားမှာမဟုတ်ပါဘူး။ဒါဟာအဲအခုကျွန်တော်တို့ရဲ့တင်ပြထားတဲ့အချက်အလက်တွေနဲ့အညီဒီစိတ်ရာဇဝေးကောင်းနေစိတ်ရာဇဝေးမှုကျူးလွန်နေသူတွေဒီစကားစဟာအေးအယူခံရမှာ ဖြစ်ပါတယ်။ရာဇဝေးဘေးပြေးမလွတ်ဘူးဆိုတာသိကြပါတယ်။ဆိုတာလေဒါကျွန်တော်ပြောချင်တယ်လို့ ကျွန်တော်တို့ NUG အနေနဲ့တော့လကောင်းတော်လိုင်းအင်အားစုတွေအနေနဲ့တော့လကောင်းဒါဟုတ်အစင်ဒီဇိုင်းအာဆောင်ရွက်နေတာရှိပါတယ်အဲဒါနဲ့ပတ်သက်ပြီးဆိုတော့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့မကာကွယ်ပေးဖို့ရောနိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အရေးယူဖို့ရောကျွန်တော်တို့ဒါဟုတ်အစင်ဒီဇိုင်းအဲတင်ပြမှုတွေဆွေးဆွေးမြင်းမြင်းခေါင်းတင်ပြနေတာဒီအစင်ဒီဇိုင်းအဲတင်ပြမှုတွေရှိနေတယ်ဆိုတာဟုတ်အတိပေးချင် ဟုတ်ကဲ့ဆရာကြီးခင်ဗျာအာနောက်မေးခွန်းတစ်ခုအနေနဲ့ရတော့ပေါ့နော်ဒါကျမ်းမာရေးဒုဝင်ကြီးဖြစ်ပမောက်ခဆရာဒေါက်တာခမောင်လင်ကို NUG ကနေတာဝန်ပေးခန့်အပ်တာတွေ့ရပါတယ်ခင်ဗျာကျွန်တော်တို့သမရာကြီးပြောဆိုထားရဲပေါ့နော်ဒါ NUG reform ကစတင်နေပြီလို့ပြောလို့ရပါလားဆရာကြီးအဲဆရာကြီးဦးခမောင်လင်ပေါ့နော်ဆရာကြီးဦးခမောင်လင်ဒေါက်တာဒေါက်တာခမောင်လင်တကယ်တော့သူက professor လည်းဖြစ်တယ်အရင်ကတော့ပမောက်ခချုပ်မန္တလေး CTech သူရဲ့ပမောက်ခချုပ်လုပ်ခဲ့တယ်အခုလည်းပဲဒီကချင်း comprehensive state comprehensive university ESCU မှာဒီစေတက္ကသိုလ်နဲ့သူနာပြုတက္ကသိုလ်ဖွင့်လှစ်တဲ့နေရာမှာဥဆောင်နေတဲ့သူဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာနေပြီးတော့သူဟာတကယ်တော့မြေပြင်မှာရှိတဲ့သူဖြစ်ပါတယ်မြေပြင်မှာကျမ်းမာရေးဆောင်ရှောက်မှုတွေရောတကယ်တော့သူဟာအုံနှောင့်နဲ့အာယုံပြောခွဲစိတ်တဲ့ဆရာဝန်ကြီးဖြစ်တယ်တကယ်တော့မြန်မာနိုင်ငံမှာအဲအရေးအတွက်အပြင်တကယ်ကိုရှားပါတဲ့ ခွဲစိတ်ကုအုံနောက်ခွဲစိတ်ကုဆရာဝန်တယောက်ဖြစ်ပါတယ်။သူဟာမြေပြင်မှာရှိပြီးတော့သူဒီဒေါ်လာရေးအစကနေကမြေပြင်မှာရှိပြီးတော့မြေပြင်မှာတာဝန်နေထမ်းဆောင်နေတာဖြစ်ပါတယ်။တကယ်ကိုရှားပါတဲ့ဆရာဝန်ကြီးတယောက်ဖြစ်တယ်။အဲအပြင်သူဟာကျွန်တော်တို့အခုဒီအဲဒေါ်လာရေးကာလအတွင်းမှာ Federal Health Professional Council ဆိုတဲ့ဒီကျန်းမာရေးစောင့်ရှောက်တဲ့သူเนาะကျွန်တော်တို့ရဲ့နိုင်ငံလုံးမှာရှိတဲ့ဒေါ်လာရေးအားစု ကျမရေးစောင့်ရှောက်တဲ့သူတွေရဲ့အဲကောင်ဆောဒီ licensing နေနော်ပတ်ပုံတင်ခြင်းနေအဲသူတို့တွေအတိမတ်ပြုခြင်းတွေကိုဥဆောင်နေတဲ့သူတယောက်ဖြစ်ပါတယ်အခုအချိန်မှာတော့ကျွန်တော်တို့ NUG ရဲ့ reform အရာ NUG အခုအချိန်မှာမြေပြင်မှာရှိဖို့လိုတယ်နော် NUG အနေနဲ့မြေပြင်မှာအဲရှိဖို့လိုတယ်ဒါအပြင်အဲကျွန်တော်တို့အခုလိုမျိုးတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့အဲလက်တွဲပြီးအလုပ်လုပ်နိုင်တဲ့သူတွေလိုတယ် ဒါကြောင့်လည်းပဲဆရာကြီးဥက္ကမောင်လွင်ကိုကျွန်တော်တို့ဒီ position ဒီဟာကိုကျွန်တော်တို့တာဝန်ပေးဖို့အတွက် NUG အနေနဲ့သူ့ကိုကျွန်တော်တို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။သူကလည်းပဲဒါကိုလက်ခံခဲ့တာဖြစ်ပါတယ်။ဒါဟာတကယ်တော့ကျွန်တော်တို့သိကိုကောင်းပါတယ်။ခုနကပြောသလိုပေါ့နော်။ဆရာကြီးဥက္ကမောင်လွင်ကတော်လန်ရေးအစအနေကဒါ CDN လောက်ဒါသူ့ရဲ့ဟိုဗီဒီယိုတွေပါတယ်။သူ့ကိုလာဖမ်းတဲ့ဗီဒီယိုတွေလည်းကြည့်ခဲ့ကြပြီးသားပေါ့နော်။ ဆိုတော့အဲ့ဒီကနေပြီးတော့သူဟာအဲဒီကချင်ဒေတာကိုရောက်ပြီးကျမရေးဆောင်ရှောက်မှုတွေလည်းပေးတယ်နော်ခုနရဲဘော်တွေကိုခွဲတာစိတ်ဓာတ်တွေလည်းလုပ်တဲ့အပြင်နော်ကျွန်တော်တို့ဒီတင် जा မှုတွေကိုလည်းလုပ်တယ်ပေါ့နော်အဲ့ဒီလိုမျိုးလုပ်နေရာနေပြီးတော့ခုတော့ကျွန်တော်တို့ NUG အနေနဲ့အဲမြေပြင်မှာပို့ပြီးတော့ PPCC လုပ်ဖို့လိုလာတယ်ကျွန်တော်တို့မှာဒူးဝင်ကြီးတူရှိပါတယ်အဲဒေါက်တာတော်ရွှေပုံပေါ့နော်ဒေါက်တာတော်ရွှေပုံကတောင်ပိုင်းမှာရှိတာဖြစ်ပါ သူကတောင်ပိုင်းမှာတာဝန်ယူနေတယ်အခုချိန်မှာတောင်ပိုင်းနဲ့မြောက်ပိုင်းကုလူသွားလာရခက်တဲ့အတွေ့ကျွန်တော်တို့မြောက်ပိုင်းရဲ့ကျမ်းမာရေးဆောင်ရှားမှုအထူးသဖြင့်စကိုင်းမကွေးမန္တလေးရဲ့ကျမ်းမာရေးဆောင်ရှားမှုပိုင်ပိုင်နိုင်နိုင် PPCC လုပ်ဖို့အတွက်ကျွန်တော်တို့ဆရာကြီးကုကမောင်လည်းဒီအဲဒုတိယဝန်ကြီးအဲလုပ်ဖို့ request လုပ်ခဲ့တာဖြစ်တယ်အဲကြောင့်သူကလည်းပဲဒါကိုလက်ခံပြီးတော့ကျွန်တော်တို့ဒါလုပ်နေခြင်းဖြစ်တယ် ဒါကြောင့်ဒါဟာအားတစ်ခုဖြစ်ပါဆရာဥက္ကမောင်လွင်ဟာမန္တလေးမှာသူကပေါမောက်ခကျုပ်လုပ်နေတုန်းကစီးတက်ကတူတွေမဟုတ်ပါဘူးကြံတဲ့တက်ကတူတွေမန္တလေးမှာရှိနေတဲ့ဒူနာဗျူတက်ကတူမန္တလေးမှာရှိနေတဲ့အဲဒီစေဘက်ဆိုင်ရာကျွမ်းကျင်မှုတက်ကတူတိုင်းရင်းစေပညာတက်ကတူဒီမှာယာယီပေါမောက်ခကျုပ်အဖြစ်လဲဆောင်ရွက်ခဲ့တယ်လို့သူလဲကိုဗစ်19အချိန်မှာသူတရတအား ဦးဆောင်ပြီးပါဝင်ခဲ့တဲ့သူဖြစ်တဲ့အတွက်ဒီမန္တလေးနဲ့အထက်ပိုင်းမှာဆရာကြီးဥက္ကမောင်လွင်နဲ့မတိတဲ့သူကျမ်းမာရေးဆောင်လျှောက်တဲ့သူကမရှိသလောက်ရှားပါဒါကြောင့်သူဟာဥဆောင်နိုင်တဲ့သူဖြစ်တယ်။ဒါဟာသူဟာအားလုံးနဲ့လည်းပဲအဲချိတ်ဆက်ပြီးဆောင်ရွက်နိုင်သူဖြစ်တယ်။အားလုံးရဲ့ကြီးညိုလေးစားရတဲ့သူလည်းဖြစ်တယ်လို့ဒိုင်းရင်သာအဖွဲ့အစည်းတွေနဲ့လည်းပဲမြောက်ပိုင်းမှာရှိတဲ့ဒိုင်းရင်သာအဖွဲ့အစည်းတွေနဲ့လည်းပဲချိတ်ဆက်ပြီးတော့ဆောင်ရွက်နိုင်သူဖြစ်တဲ့အတွက် ီတာဝန်နဲ့ဒီပုံကိုနဲ့ဒီအခြေဟာဘယံကိုတင့်တော်ပါလေဒါကြောင့်လည်းပဲ NUCC ရော NUG ရော CRPH ကရောသူ့ကိုတာဝန်ပေးဖို့အားလုံးသဘောတူခဲ့ကြတာဖြစ်ပါတယ်လို့ဟုတ်ကဲ့ဆရာကြီးကျေးဇူးပါခင်ဗျာဆရာကြီးနောက်မေးခွန်းတစ်ခုနေနေရတာပေါ့နော်အထွေထွေထိုးစစ်အတွက်ဒါကျွန်တော်တို့ပြည်သူတွေဘာတွေသိထားဖို့လိုအပ်ပါမလဲခင်ဗျာ ဒါကတော့တော်တော်များများတော့အမှန်တော့ဆရာကျွန်တော်ရဲ့ကာကွယ်ရေးဝန်ကြီးဦးကြီးမွန်လည်းဒါပြောပြီးပြီနော်တော်တော်များများဒါပြောဆိုထားတာရှိပါတယ်။နောက်ကိုမင်းကိုနိုင်တို့လည်းပြောဆိုထားတာတွေရှိတယ်။နောက်ဒါနဲ့ပတ်သက်ပြီးတော့ပြင်ဆင်မှုတွေလုပ်နေတာတွေလည်းရှိတယ်ပေါ့နော်။အဲဆိုးဆိုးကကျွန်တော်ပြောသွားတဲ့ safe hospital safe healthcare safe school safe education ဆိုတာကလည်းဒါနဲ့အချိန်တိုင်းဆောင်ရွက်ဖို့လိုပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ဒီအကျန်းဖက်ပက်စစ်စစ်တက်ဟာဒီသူတို့ကဓာရီဒီလိုကျွန်တော်တို့ဟိုပြင်ဆင်တဲ့အချိန်အခုလိုမျိုးတွေ့တွေ့ထိုးစစ်တွေလုပ်တဲ့အချိန်မှာသူတို့မနိုင်တဲ့သူကိုဟိုကျွန်တော်တို့မတိုက်ခိုက်ပဲလွယ်ကူတဲ့နိုင်တဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှာဖြစ်ပါတယ်။သူတို့ဘလိုနည်းနဲ့မှကျွန်တော်တို့ကိုနိုင်မှာမဟုတ်ဘူးเนาะဒီ PDF တွေနဲ့ အဲခုနကလည်းတိုက်ခိုက်ရေးအဖွဲ့အဲအင်အားစုတွေကိုမတိုက်ခိုက်ဘဲနဲ့ပြည်သူတွေကိုရွေကျက်ရှိရှိတိုက်ခိုက်မှာဖြစ်တယ်။ဒါကြောင့်ဒီလိုမျိုးဟို safe hospital safe school တွေနော် safe place for people ပေါ့နော်ပြည်သူလူထုတွေအတွက်ဒီအချိန်မှာပြင်ဆင်ဖို့လိုအပ်ပါတယ်။ဒါကြောင့်လည်းကျွန်တော်တို့ပြင်ဆင်နေခြင်းဖြစ်တယ်။နော်ဆေးရုံဆေးကန်းတွေလုံခြုံအောင်စိတ်ချရအောင်ကျောင်းတွေသင်ကြားတဲ့နေရာဒေသတွေလုံခြုံအောင် ြည်သူလူထုတွေနေတယ်ထိုင်နေသွားတယ်လာတာတွေကိုလုံခြုံစိတ်ချရအောင်ဒီအန္တရာယ်တွေကင်းအောင်ဆောင်ရွက်ဖို့လိုတယ်ဒီအထွေထွေထိုးစစ်တစ်ဖက်ကနော်စည်ရေးအရာပြင်ဆင်နေတဲ့အချိန်နော်ကျွန်တော်တို့ကကျွန်တော်တို့တွေအနေနဲ့လည်းပဲပြည်သူလူထုကို service ပေးတဲ့သူတွေဝန်ဆောင်မှုပေးတဲ့သူတွေအနေနဲ့လည်းပဲလုံခြုံစိတ်ချရတဲ့ဒီအထွေထွေထိုးစစ်အတွင်းမှာအန္တရာယ်ရှိတဲ့နေရာတွေကို လုံခြုံစိတ်ချအောင်လုပ်ဖို့လိုပါတယ် အဲ့ဒါဟာစောစောကပြောလို့ကျမ်းမာရေးဆောင်လျှောက်တဲ့သူပညာသင်ကြားတဲ့သူတွေတင်မကပဲပြည်သူတွေအနေနဲ့လည်းဒါအမြဲတမ်းတည်ရှိရှိအတိရှိရှိဒါနေထိုင်ကြဖို့လိုတယ်ပြင်ဆင်ကြဖို့လိုတယ်လို့ကျွန်တော်တော့အဲအတိပေးတိပေးခြင်းပါတယ်ဒါကြောင့်ဒီအထွေထွေထိုးစစ်ဟာအဲကျွန်တော်တို့အတွက်တော့ဒါအရေးကြီးတယ်နော်ကျွန်တော်တို့ဒီနေ့တော်လန်ရေးမှာပြီးခဲ့တဲ့၄နှစ်ဆောင်ရွက်ခဲ့သမျှကိုဒီအချိန်မှာ အင်ပြည့်အာပြည့်ပါဝင်မှု အပြည့်နဲ့ကျွန်တော်တို့တရားကိုပြင်ဆင်ပြီးတော့ထိုးစစ်မှာကျွန်တော်တို့အထွေထွေထိုးစစ်ကြည့်ရအောင်မြင်အောင်လုပ်ဖို့လိုတယ်။ဒါမှသာလည်းကျွန်တော်တို့တော်လှန်ရေးဟာအောင်မြင်တဲ့တော်လှန်ရေးတစ်ခုဖြစ်သွားမှာဖြစ်တယ်။ကျွန်တော်တို့တော်လှန်ရေးကိုအောင်မြင်စွာကျွန်တော်တို့ဟိုအဆုံးတတ်နိုင်အောင်ဒါပြင်ဆင်နိုင်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။အဲကြောင့်ဒါအရေးကြီးတဲ့အခြေဒီအချိန်မှာအားလုံးရဲ့ပါဝင်မှုတွေ အလုံးရဲ့အဲပြင်ဆင်မှုတွေဟာအရေးကြီးတယ်ဒါကြောင့်ပြည်သူတွေလူထုကိုရောတော်လိုင်းရေးအားစုတွေကိုရောနောက်အခုလိုမျိုးအဲဝန်ဆောင်မှုပေးတဲ့သူတွေကိုရောဒီချိန်မှာတော့ကျွန်တော်တို့အစွမ်းကိုအားထုတ်ပြီးတော့အဲဝိုင်းဝန်းကြဖို့ပါဝင်ကြဖို့လိုပါတယ်လို့ဆရာအနေနဲ့ဒါအထွေထွေထိုးစစ်နဲ့ပတ်သက်ပြီးပြောတင်တယ်ဘယ်ချိန်ဘယ်ခါဘယ်ချိန်မှာဖြစ်လာမယ်ဆိုတာမသိပြီမြင် ဒါဟာဒီနေ့ဒီချိန်ဒီအခါမှာလူတိုင်းလူတိုင်းပါဝင်ရမယ်လူတိုင်းလူတိုင်းအာယုံဆိုင်ရမယ်လူတိုင်းလူတိုင်းဒါလုပ်ရမယ်အလုပ်တစ်ခုဖြစ်ပါတယ်လို့ဆရာပြောခြင်းပါโอเคဆရာကြီးကျေးဇူးပါခင်ဗျာနောက်ဆုံးအနေနဲ့ဒီတစ်ပတ်ပြည်သူ့မှပြည်သူတို့ program ကနေတဆင်ပြည်သူတွေကိုပေးတင်တဲ့သတင်းစကားဆိုရင်ဗာများဖြစ်မလဲခင်ဗျာအဲဒီတစ်ပတ်တော့ကျွန်တော်ရှင်နေကျွန်တော်ပြောမှာနည်းနည်းလေးထူးကြမယ်ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်အခုတော့မြေပြင်မှာတော်တော်သွားခဲ့ပြီပေါ့ဗျာကျွန်တော်လည်းဟို ဟာတဲမှာ AR တဲမှာကျွန်တော်ရေးခဲ့တယ်လို့ပေါ့နော်တကယ်တော့မိုင်ပေါင်း2325မိုင်ခုတော့မကတော့မကတော့မိုင်ပေါင်း2500ကျော်လောက်ကျွန်တော်သွားခဲ့ပြီသွားခဲ့တဲ့အခါကျတော့မြေပြင်ရဲ့အခြေအနေတွေကိုတော်တော်များများတော့ကျွန်တော်လေးလာသုံးသပ်မိတာရှိတယ်အဲ့တော့ကျွန်တော်အနေနဲ့တော့တော်လန်ရေးမှာပါဝင်သူအားလုံးဒီတော်လန်ရေးမှာ ဥဆောင်တဲ့သူအလုံးပအဖပကဖပလဖများအပအဝင်เนาะ NUG ရဲ့ဥဆောင်တဲ့သူတွေเนาะအပအဝင်တာဝန်ရှိတဲ့သူတွေအပအဝင်เนาะအလုံးပေါ့လေတိုင်းရင်းသားဒီတော်လန်ရေးအဖွဲ့အစည်းတွေအပအဝင်ကျွန်တော်ဒီဒီနေရာမှာပြောချင်တာကတော့ကျွန်တော်မြေပြင်မှာကြည့်ပြီးတော့မြေပြင်ရအခြေအနေကြီးကျွန်တော်ပြောချင်တာတော့ကျွန်တော်တို့တွေတော်လှန်ရေးတစ္ဆာ တော်လှန်ရေးအသည့်တော်လှန်ရေးတတိရှိဖို့လိုတယ်ထားဖို့လိုတယ်လို့ကျွန်တော်ပြောတယ်တော်လှန်ရေးတစ္ဆာရှိရမှာဖြစ်တယ်ဒီနေ့တော်လှန်ရေးမှာအသက်ပေးသွားရတဲ့ PDF တွေအသက်ပေးသွားရတဲ့တော်လှန်ရေးရဲဘော်တွေရဲ့ပေးဆက်မှုကိုစက္ကန့်မလတ်ကျွန်တော်တို့တွေအာယုံထားပြီးတစ္ဆာရှိရှိနဲ့ ီဒေါ်လာရေးမှာပါဝင်မှုလူတွေတချို့တွေနားမလည်လို့တော့လကောင်းတချို့တွေတတိမမှုတို့တော့လကောင်းတရားဖြစ်ပြနေတာတွေကအဲဒေါ်လာရေးကိုထိကြိုက်တဲ့အလုပ်တွေလုပ်နေတာတော့လုံးဝမတင့်တော်ဘူးဆိုတာကိုကိုကိုတူချင်းတူချင်းတယောက်ချင်းတယောက်ချင်းဒီနေ့သုံးသပ်ပြီးဒီနေ့ပြင်မှုလို့အဲကျွန်တော်တော့ခုနအရင်လဲကျွန်တော်ပြောဘူးတယ် အာဂတိလိုက်စားမှုတွေအာဂတိဆိုတာကိုကတော့မရည်ရွယ်ပေမဲ့အာဂတိဖြစ်သွားတာတွေရှိနေတယ်လို့ကျွန်တော်မြင်တယ်အာဂတိလိုက်စားမှုတွေကိုလုံးဝခွင့်မလွတ်နိုင်ဘူးလုံးဝခွင့်မပြုသင့်ဘူးလုံးဝမလုပ်ပါနဲ့လို့ဆရာတော်ဒီနေရာမှာပြောခြင်းဘာလို့လဲဆိုတော့အသက်ပေးဆက်သွားရတဲ့ PDF တွေ CRM တွေကိုကျွန်တော်တို့အလေးထားပြီးတော့ သူတို့တွေအတွက်ဒီအာဇာနည်တွေအတွက်ကျွန်တော်တို့ဟာကိုဂျိုးတကြက်တပြားမှကျွန်တော်တို့မလုံသင့်ဘူးလို့ဒါကျွန်တော်အနေနဲ့တော့ဒီအချိန်မှာမြင်တယ်နော်ဒါအပြင်အာယုံစိုက်ဖို့လိုတယ်နော်ဒီအချိန်မှာကိုက comfort zone တက်တာစွာနေလိုက်ခြင်းဟာကျွန်တော်တို့ရဲ့အသက်ပြီးသွားတဲ့ရဲဘော်တွေအပေါ်မှာတစ္စာဖောက်တာဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဒါကြောင့်တစ္စာမဖောက်မိစေနဲ့ တော်လန်ရေးတစ္ဆာမဖောက်မိစေနဲ့တော်လန်ရေးအသိဒတိနဲ့အပြည့်နဲ့အားလုံးလောက်ကြပါတကယ်လို့ဓာရီကိုစစ်စေးတွေ့ရှိရင်တော့တော်လန်ရေးတစ္ဆာနဲ့တော်လန်ရေးဂတိနဲ့အသက်ပေးသွားတဲ့ရဲဘော်ရဲဘက်တွေအတွက်အရေးယူရလိမ့်မယ်ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့အာစီဇန်ဆောင်ရွက်မှုတွေရှိရလိမ့်မယ် ဒါနဲ့ပတ်သက်ရင်တကယ်ကိုသစ္စာရှိရှိတတိရှိရှိနဲ့ကျွန်တော်တို့ဆောင်ရွက်ကြဖို့လိုတယ်လို့ကျွန်တော်မြင်ပါတယ်။ဒါကြောင့်ရှေ့လျှောက်ကျွန်တော်တို့တော်လန်ရေးမှာဒီအာဂတိပြုတဲ့သူတွေကိုတော့အာဂတိလိုက်စားတဲ့သူတွေအာဂတိမှုပြုတဲ့သူတွေကိုတော့အရေးယူပါအရေးယူတင့်ပါတယ်အရေးယူရမယ်လို့ကျွန်တော်အနေနဲ့တော့ဒီချိန်မှာပြည်သူကိုအသိပေးခြင်းပါကျေးဇူးပါ ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာ မားလက်တဲ့နိုင်ငံတာဝန်တွေကြားကနေကျွန်တော်တို့ပြည်သူ့မှပြည်သူတို့ program ကနေတဆင့်ပြည်သူတွေသိလို့တင်မြအမေကွန်းတွေကိုအချိန်ပေးဖြေကြားပေးတဲ့အတွက်ဆရာကြီးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာရေးတော့ပေါ့အောင်ရမယ်